ဘူးဒီနဲ့အမဲသားကိုစီပြန်လေးချက်ဂျင်းနံလေးတင်းတင်းလေးနဲ့စားလို့အရန်ကိုမှအရသာရှိပြီကလေးလဲစားကောင်းလူကြီးတဲ့ကြိုက်တဲ့အပြင်ငပိချက်လေးနဲ့တွဲစားရင်အရန်ကိုမှအရသာရှိတဲ့ဘူးဒီနဲ့အမဲသားစီပြန်ရေးဆန်းဟင်းလေးလာမြောက်ပေးပါမယ်ချက်နီလေးကိုမကြည့်ခင်မှာနောက်တင်ဆက်မဲ့ဗီဒီယိုအစ်စ်တွေကိုလည်းလက်မလို့ရအောင်လို့ like and share တွေနဲ့ subscribe နှိပ်တော့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ် ဘူဒီဟင်းချက်မယ်ဆိုရင်တော့ဘူဒီကနုနုလေးသုံးပြီးပို့ပြီးတော့ကောင်းရေပါပဲနုတဲ့ဘူဒီဆိုရင်အခွန်ခွာပေးစရာမလိုပါဘူးရေနဲ့တက်စင်အောင်စေတာပေးပါအမဲသားကိုကြတော့စနွင်းမုံလေးထက်စားလေးအနေငယ်ထည့်မယ်ဒါတွေအားလုံးကိုတမအောင်နဲ့အပြင်မှာမိနစ်20လောက်ပဲနှက်ထားပေးပါမယ်မဲသားသုံးမဲ့ဆိုရင်နူးညံ့တာလေးကိုရွေသုံးပါချက်မဲ့ဦးလေးထဲမှာစီလေးအစ်စ်တင်ထဲဆွန်းလင်းလေးအနေငယ်ထဲမညက်တညက်လေးထောင်းလာရတဲ့ကြက်သွုံမြူကြက်သွုံနီဂျင်းလေးပါထဲ ကျက်တော်မျိုးကျက်တော်နီးဂျင်းနံလေးတွေမွေးကြံလာတဲ့အထိကြော်ပါမယ်အနံ့လေးမွေးလာပြီဆိုရင်တော့အယောင်အတွက်အစိမ့်မုံတွေထဲအဆက်ကြိုက်တွေဆိုရင်တော့မြို့တီခွဲကြံတော်လေးပါခွဲထက်လို့ရပါတယ်ကဲဒါဆိုရင်နှက်ထားတဲ့အမဲသားလေးပါထည့်လို့ရပါပြီအမဲသားမသုံးဆောင်တဲ့သူတွေငားနဲ့ချက်ရင်လည်းအရန်ကအရသာရှိပါတယ်နော်အရသာအတွက်ကြတော့ကျွန်တော်နောက်ထပ်ငားငံပြရည်လေးအနေငယ်ထပ်ထည့်တယ်ပြီးလို့ရှိရင်တော့စားလေးအသင့်တင့်ထပ်ထည့်ပါတယ် ငံပြာရင်မကြိုက်ရင်တော့မတုံလဲရပါတယ်အားလုံးအပေါ်အောင်နှံ့အောင်မူရင်အသားလေးတင်းကျုပ်သွားအောင်လို့ဖုံးလေးအုပ်ပြီးချက်ပါမယ်အချိန်လေးအနည်းငယ်ကြာလာလို့အသားလေးလည်းတင်းကျုပ်လာပြီးဂျင်းနံလေးတွေလည်းမွေးကြိုက်လာပြီးဆိုလို့ရှိရင်တော့ရေနဲ့တန့်စင်အောင်စီးရတဲ့ဘူးသီးလေးတွေထည့်လို့ရပါပြီနော်ခဲညင်သီးလေးပါကြိုက်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ကျွန်တော်ကြတော့နှလုံးလောက်ပဲထည့်ပြီးချက်ထားပါတယ် ကဲထက်လိုက်တဲ့ဘူးသီးနဲ့မဲသားလေးတွေကိုတမအောင်အပေါ်အောက်တစ်ခါလောက်လုံးမွေပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ငရုတ်ဆုံးဆေးရည်လေးထည့်ပါမယ်နော်ရေဝေကြတော့အများကြီးထည့်ပေးစရာမလိုပါဘူးဘူးသီးကထွက်လာတဲ့အရည်လေးလည်းချို့တဝက်ရှိတာကြောင့်မို့အဖုံးလေးကိုလုံအောင်ပိတ်ပြီးတော့ဟင်အိုးလေးပပတ်ဆူလာအောင်တစ်ခေါက်ပြန်ပြီးတော့ချက်ပါမယ်ဟင်အိုးလေးပပတ်ပြန်ဆူလာပြီဆိုလို့ရှိရင်တော့အပေါ်အောက်တစ်ခေါက်ပြန်ပြီးတော့မွေပေးပါ ဒီအချိန်မှာဘူးဒီကကြက်ပြီလားဆိုတော့တိတ်ပြီးတော့မကြက်သေးပါဘူးအပေါ့ငန်အရသာလေးမြီးမယ်ဆိုလို့ရှိရင်တော့မြီးလို့ရပါပြီဟင်းရဲ့အရသာလေးပေါ့နေမယ်ဆိုရင်တော့ကိုစိတ်ကြိုက်အရသာလေးထပ်ပြီးတော့ပြင်နိုင်ပါတယ်ဘူးဒီသေးလေးနူးသွားအောင်လို့မီလီပပလေးနဲ့အဖုံးလေးလုံပိတ်ပြီးတော့တစ်ခေါက်ပြန်ချက်ပါမယ်နော်ပပလေးလည်းပြန်ဆူလာပြီးဘူးဒီလည်းနူးသွားပြီဆိုရင်တော့ငုတ်ဒီခွဲချမ်းလေးထဲမဆလာလေးအပေါ်ကနေအုပ်အဖုံးလေးကိုတစ်ခါလောက်ပြန်ပြီးတော့ပိတ်ထားပေးပါအချိန်လေး10မိနစ်လောက်ကြာပြီဆိုလို့ရှိရင်တော့ အရန်ကမှမွေးကြိုင်ပြီးအရသာရှိတဲ့ဘူးသီးနဲ့အမဲသားစီပြန်အရေးဆန်းဟင်းလေးသုံးဆောင်လို့ရပါပြီနော်ဒီလိုဘူးသီးအရေးဆန်းဟင်းကိုဘာလေးနဲ့တွဲစားရင်လိုက်လဲဆိုတော့အရွက်ကြော်လေးနဲ့တွဲစားရင်အရန်လိုက်သလိုနောက်ထပ်ငပိတောင်ငပိကျတို့နဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့ပို့တော့လိုက်ဖက်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့တော့အမဲသားနဲ့ဘူးသီးဟင်းရယ်ကင်မလေးငပိကျရယ်ဟိုဟာပါတပွညတပွညတ် နောက်ပြီးတော့ချွန်ရဲ့မြို့နဲ့စားပါဖြစ်ပါတယ်ခင်ဗျာလာပြီးတော့သုံးဆောင်ကြပါဦးโอเคချစ်မောင်ကိုကြည့်ရင် 别打，你拍说，厉害哇，这里看，我们、哦、的，骷髅的帅。 ေးကုံမန်းမှာတချို့လူကဘာလို့ဇွန်းလည်းမစားဘူး။ပြောပြလိုက်အောင်။ဇွန်းစားလို့မပိုင်တော့ဘူး။လက်နဲ့မစားအားရပါလား။ဒီရရင်ရွှေရှင်ကိုပါပါတော့ဒါပေမဲ့နုနုနေနေယူထက်ကိုကောင်းတယ် 年轻人怎么 စင်ကတော့လားတော်ဟမ်ကံကုန်ပြီရောင်းကုန်ပြီနေရာတော့အကြီးလေးဆန်းလို့ရတယ်အထက်လည်းစားလို့ရတယ်ရှယ် เอ้ยไลฟ์กว่าแทบไม่รอดบ่รู้จ้ะว้าทีนี้รอเดี๋ยวเราเนาะเป็นนี่ดีอ่ะเนาะฉะนั้นแล้วถ่ายไลฟ์แล้วฉะนั้นจีบอ่ะเอาแทบไปติดมาแทบไปแล้วด้วยว่ามั้ยเมย์ดาวก็ต้องไม่สวยนี่ญญ่เนี่ยชื่อแต่ไอ้ตาเนี่ยก็อยู่แล้วตรงเนาะทีนี้เราเดี๋ยวเราว่ามั้ยบ๊ายบาย